အားလုံးပဲမင်္ဂလာပါရှင် Storyo Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့အလှမယ်နဲ့ခါကုန်းမောင်မောင်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။မယ်ယူပါဟာရှကန်းရနေရကနေဗရင်မကိုကြော်ပြီးကြည်လိုက်တဲ့အခါမှာရင်ဖို့သွားလိုက်ရတယ်။ရဲရဲကြီးနဲ့အတော်ဝေးကွာလာတဲ့လမ်းကလေးပေါ်မှာမြင်းစီလာတဲ့ခကြီးတဲကိုအဝေးကမြင်ရပါစေမင်းသားလေးမှန်တိတာလာပါတယ် ရုပ်ရည်ယူဘကလှပတဲ့အထဲမှာခါးမှချိန်ထားတဲ့တလွေဟာအလွန်ပင်လိုက်လျောပြီးတော့ကြည်ကောင်းလာပါတယ်။ထူကြစွာလှပသောမင်းသားကလေးကိုပေါ်၍ထူကြစေတဲ့ချက်ကသပင်းရောင်မဲပေါ်တိုက်တက်ရရစီထားတဲ့ပိုးပူဝါလေးရဲ့နောက်မှာချောညက်စွာထွက်နေတဲ့ရောင်တုံးမှာသူ့အလိုတိုင်းအနက်ရောင်မဟုတ်ချင်းမနက်ခင်းနေရောင်မှာတလက်လက်ပြောင်းနေတဲ့ရွှေရောင်သပင်းတွေနဲ့ရောင်တုံးပဲဖြစ်ပါတယ်။ ဝင်ပေါက်တစ်ခုတည်းသာရှိသောရဲတိုင်းမြင့်ကြီးရဲ့ထိတ်ဆုံးခဲနဲ့မှာရကန်ရဲ့နေရမယ်ယူပဟာသူ့ရဲ့ဘေးနားမှာရှိတဲ့ပရင်ပေါက်ကသာလမ်းမကိုမျှော်ကြည့်ရတယ်။သူဟာဒီရဲတိုင်းကြီးတွေကအပြင်ကိုမထွက်နိုင်ဘူး။ဒီရဲတိုင်းကြီးကိုပိုင်ဆိုင်တဲ့မှောင်ဆရာကြီးမဲလုံးကသူ့ကိုရဲတိုင်းကြီးရဲ့အပြင်ကိုထွက်ခွင့်မပေးပါဘူး။မဲယူပကလေးဟာတနေ့လုံးရကန်ရဲ့နေရတယ်။မောင်စရာကြီးမဲလုံးကသူ့ရဲ့ပြီးသမီးအဝတ်တွေကိုမနက်ကယူသွားပြီးရှောက်ရောက်နေ။မိုးချုံမှပြန်ရောက်လာတဲ့ သူ့ရဲလိုက်ကြီးရဲ့အောက်ဆုံးထပ်မှာဝင်းပေါက်ထပ်ပေါက်တပေါက်တဲတာရှိရင်ထိုတကားကြီးဟာမဲလုံးကခါရရုံမှာပွင့်နေပိတ်တယ်တခြားမိသည့်ညီနဲ့မှဖွင့်ရပေးပြီမယားမော်ဆရာကြီးမဲလုံးကမဲယူပကိုရွာတရွာကခလေးဘွားခလေးကပြီးခိုးယူပြီးတော့မွေးစားထားတာကြောင့်မဲယူပဟာအပြင်လောကကြီးရဲ့ကိုမရောက်ဘူးရှာပါဘူးခဏထမ်းမြင်နေရဲတိုက်လုံးရှိကြီးရဲ့အပေါ်ဆုံးထမတာမျောကြည့်ရတယ်။လမ်းပေါ်မှာသွားသမျှကိုတနေ့လုံးတော့မြင်ရတယ်။ လောက်နေတယ်သူဟာလောကတွေကလူသားတွေကိုတည်နေရတယ်။စင်ရဲသားတွေအလုသမားတွေသံတောင်းစားတွေဈေးတွေတွေလမ်းလျှောက်သွားတာကိုမြင်ရတယ်။မြင်းတီကျော်တွေမင်းသားတွေမြင်းစည်းသွားတာကိုလည်းမြင်ရတယ်။မယ်ယူပါဟာတည်ရဲတဲ့ကြီးမရဆက်ကြမ်းကြုံတဲ့မော်ဆရာကြီးမဲလုံးနဲ့နေရတာကိုမပြောပါဘူး။သူကိုလာခေါ်မဲ့သူရှိရင် သူဒီရဲတဲ့ကြီးကိုစွန့်ပြီးတော့လိုက်သွားမှာပဲဖြစ်ပါတယ် ထို့သောအနီးနားကလူတွေကတော့ရဲတိုက်ကြီးဟာမော်ဆရာကြီးမဲလုံးရဲ့ရဲတိုက်ဖြစ်တာကိုတီးကြတာကြောင့်လှဲ့ရွေပင်မကြည့်ရကြဘူး။တစိမ့်တဲ့ရန်ဆန်များသာသာကြည့်ကြတယ်။ကြည်၍မဲယူပါကိုတွေ့၍လာခေါ်ချင်းသည်ထောက်အောင်တကားကိုဖွင့်၍ရမည်မဟုတ်။မဲယူပါကလေးလည်းစိတ်ညစ်ညစ်နဲ့နေရတာပေါ့။ထို့သောသောအခါမျိုးမှာရွှေရောင်စပင်နဲ့မင်းသားကိုမြင်ရတော့ဂျင်းနဲကချစ်ခင်လဲချစ်ခင်နဲ့အတူလဲလိုက်ပါသွားလို့ရတယ်။သူကြည့်နေခိုင်းမှာပဲမင်းသားလေးကရဲတိုက်ကြီးစီကိုလှမ်းကြည့်လိုက်တယ် သူကမင်းယူပါကလေးကိုတွေ့မြင်သွားတယ်။မင်းသားလေးကမြင်းကိုကြွေပြီးစီးကရဲရဲကြီးရှိကိုယောက်လာတယ်။အောင်ဆောင်ကတကားကြီးကို ရိုက်ပုတ်ပြီးတော့အတန်ပေးတယ်။မင်းယူပါလေးကတကားကြီးရဲ့အကြောင်းကိုသိထားကြောင်းဘာမှမတင်နိုင်။မင်းသားလေးနဲ့တွေ့ခြင်းနဲ့မင်းသားလေးကလည်းတွေ့ခြင်းနဲ့တို့တော့ဖွင့်ရမလွယ်တော့တကယ်ရွက်ကြီးကခံနေတယ်။မင်းသားလေးကတကယ်ရွက်ကိုထူပန်းများတော့မင်းယူပါလေးနားကိုပိတ်ထားရတာပေါ့။ခဏကြာတော့ထူရိုက်တန်းနဲ့ရက်သွားတယ်။ မဲယူပါဟာရင်ပေါ်လက်ရက်ပဲပရင်ကနဲ့မျောကြည့်လိုက်တယ်။ခေါင်းခိုင်းဆိုင်နဲ့ကြောခိုင်းကမျက်စိထွက်သွားတဲ့မင်းသားလေးကိုမြင်လိုက်ရတာပေါ့။မင်းသားလေးကတော့တော်တော်ရက်ဆက်တဲ့မိန်းကလေးလိုထင်သွားမှကို တွေ့မိပြီးမဲယူပါဟာရှာကြီးတငင်းကိုကြည့်လိုက်မိရဲ့။သူ့တခြားလူကိုဘာကိုမှမတနိုင်ပါ။တောင်တလုံးရွာကလေးနာကိုရောက်ခဲ့တော့ဝင်ရကောင်းမလားစဉ်းစားတယ်။စဉ်းစားရမယ်။ तू အများကြီးစဉ်းစားရမယ်။ तू ဟာအတန်ရွယ်ငယ်တော်လဲကလေးတော်မဟုတ် လူကြီးမဟုတ်တော့လဲသူ့ကိုမြင်သူတိုင်းအိုစားတယ်လို့ထင်ကြတယ်။သူကခါကြီးကအလွန်ကိုင်းနေတယ်။ဒါကြောင့်မလို့သူ့ကိုခါကုန်းမောင်မောင်လို့ခေါ်ကြတာပေါ့။သူ့လိုငါလိုလမ်းသွားတော့လဲခါကုန်းနေတာကြောင့်သူ့တဲ့တန်းကစိတ်ကလေးတက်သားပဲ။သူ့ကိုကလေးတွေမြင်နိုင်ကြောက်လန့်ပြီးတော့ငိုရိုကြတယ်။ဒါကြောင့်ဖဲရွာကမှသူ့ကိုလက်မခံ။အခုလာရင်ကပဲတောင်းနှလုံးရွာနာကိုရောက်လာတယ်။ဒီရွာကလည်းရိုက်ပုံမောင်းနေလေမလားသူစဉ်းစားရတယ်။ ထမင်းကလည်းစားလာပါပြီအလုတ်လုံစားပါမယ်လို့အလုတ်တောင်းခဲ့သမျှခါးကြီးကုန်းနေတာကြောင့်သူကိုမိသူကမှအလုတ်မပေးကြပါထမင်းကလည်းတဆုတ်တဆုတ်ကြွေးပါဆိုတော့လေသူ့ရဲ့ပုံမှန်ကိုလူတို့မနစ်တကြပြီးတောင်းရင်မရပါခါးကုန်းမမောင်ရွာထဲကိုဝင်လိုက်တာနဲ့ကလေးတအုပ်ကစီကနေအောင်ငိုပြီးတော့ထွက်ပြေးကြပါတော့တယ်ကလေးတွေကတရဲတရဲတရဲလာနေတယ်လို့စူညံစွာအော်ပြေးကြတာကြောင့်လူကြီးတွေရောက်လာကြတယ် ရွာသားကြီးကမျက်နှာပေါက်ဆူဆူနဲ့မေးတယ်။ဟေးမင်းမတူလဲ။ကျွန်တော်ခါကုန်းမောင်မောင်ပါ။အောင်မောင်စနေမောင်မောင်ရာဟုမောင်မောင်နေကြားထဲမှာတကယ်ဆိုရင်ကိတ်မောင်မောင်ဟောရာမိတ်တို့မောင်မောင်သရာမောင်မောင်ကရိုင်းမောင်မောင်ဆိုရင်တော့သေးတယ်။အခုတော့ခါကုန်းမောင်မောင်နေကွာ။ဒါကကျွန်တော်ကခါကုန်းနေတာကိုခါမကုန်းရင်မင်းကဘာဖြစ်မှာမို့လို့လဲ။ခါဆန့်မောင်မောင်ဖြစ်မှာပေါ့။အော်ရိုးရိုးမောင်မောင်မဖြစ်နိုင်ဘူးလားကွာ။ မပြောတတ်ပါဘူးခမညာဒါထက်ကျွန်တော်ဝမ်းစာအတွက်အလောက်ကလေးလုတ်ကင်ပေးရစီခမညာရွာတကြီးကမျက်နာကိုရှုံမဲလိုက်တယ်တော့ပါကွာမင်းယောက်ကြီးကစက်တီမရှိဘူးဆရာကြီးရှုံမဲနေတဲ့ပုံကမင်္ဂလာပေါင်းခန့်ညောင်ပါလားဒီကောင်တဲရရှိပါလားမင်းခါကြီးကုန်းနေတာစက်တီရေးမဲတယ်ကွာစက်တီရေးဆိုတာကိုခန္ဓာမှာမတီးပါဘူးခမညာ ကိုခန္ဓာမှာမတီးလို့မင်းညက်ပြစ်လိုက်တဲ့လက်သေးတွေမှာတီးရသလားကွာစိတ်မှာတီးရပါကျွန်တော်ကစိတ်ကောင်းရှိရဲဒုက္ခရောက်သူကိုကူညီရဲတဘာသူကိုစိတ်နှောက်ရမပေးဘူးအနေရမပေးဘူးသူတဘာကိုမနာလို့စိတ်မရှိဘူးဒီတော့ကျွန်တော်မှာစက်တရေအပြည့်ရှိပါတယ်ဟေ့တော်မင်းလိုကောင်မျိုးကငါ့ကိုဘာမှလာပြီးဆုံးမဩဝါဒတွေပေးနေကြမလို့ဘူးတော်အခုတော်ကျွန်တော်ထမင်းမစားရသေးလို့ပါခမညာတဲခတ်ပါလား ဟဲ့ရွာသားတွေဒီကောင်ကိုမောင်းထုတ်စမ်းဂဲရီတို့တွေလာကြပါပြီထုံစံတိုင်းမှာခါကုတ်မမောင်းထွက်ပြေးခဲ့ရပါတယ်ဒီလိုနဲ့သူဟာမော်စရာကြီးမဲလုံးရဲ့ရဲလိုက်စီကိုရောက်လာခဲ့တယ်ပိတ်ထားတဲ့ရဲလိုက်ကြီးရဲ့တကားကိုထူတယ်ခွင့်တမ်းမကြတာကြောင့်ကြောက်ခဲနဲ့ထူပြန်တယ်တကားကပွင့်မလားချင်းမဲယူပါဟာခါကုတ်မမောင်းဝင်လာကလေးကမြင်ပါတယ်သို့တော့သူ့ဘာတက်နိုင်ပါလေစိတ်မကောင်းဖြစ်လျာကပင်ထိုင်ရမထရကန်းရက်နေရတယ် တကားကိုလည်းသူဖွင့်ရင်မရပြီးတော့တနေစာအဝယ်မပြီးရင်မင်းလုံးကပြန်လာရင်ရိုက်အောင်မယ်တကားစီကထုတ်တဲ့နှစ်တန်းနဲ့ရက်သွားတော့မဲယူပါလေတက်ပြင်းလေးချရင်းနဲ့ဗရေမောက်ကနေလှမ်းကြည့်လိုက်တာပေါ့တို့တော့ခါကုံမောင်မောင်ပြန်ထွက်သွားတာကိုသူမတွေ့ရပါဘူးဘလို့တွေ့နိုင်ပါမလဲခါကုံမောင်မောင်ကပြန်ထွက်သွားခြင်းမှမပြူတာတကားနဲ့ခက်လန်းလန်းချုပ်ပုံးတော့မှထိုင်မရစဉ်းစားနေတယ်တကားဆိုတာဝင်မို့ထွက်ဖို့လှုပ်ထားတာ ပြီးတော့တကယ်ရွယ်ဆိုတာဖိတ်မှုပိတ်ဖို့လုပ်ထားတာဒီလိုကြီးတသက်လုံးပိတ်နေလို့မရဘူးဟောအပေါ်ဆုံးကဗရင်ပေါက်မှာမိန်းကလေးတယောက်ရှိတာကိုငါလမ်းကဝင်လာတော့ကတွေ့လိုက်တယ်ဒီတကားဟာတစ်ချိန်ချင်းတော့ဖွင့်ရမှာပါလေသူကအဲ့ဒီလိုစဉ်းစားပြီးစိတ်ရှည်လက်ရှည်ထိုင်ဆောင်နေတာပေါ့ညမောင်ကစားချိန်မှာအရေးကြီးတစ်ခုကဆိုင်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 နဲ့တကားစီကိုချင်ကပ်သွားတယ်ဝိယုံနဲ့ကြီးကိုချုံခမောက်ကြီးနဲ့ဖြေရပုံတံတန်ကိုဖမ်းရခတဲ့ မိတော်ဝင်ဖြစ်စေမဲမဲကြီးကတကားရှိမှရက်တာနဲ့တပြိုင်နက်ခါကောင်းမောင်မောင်ကပြေကခါဝွင့်ယုံကိုအသာမ၍ခြေချားမှခုံဝင်လိုက်တယ်။မဲမဲအရေးကြီးကလက်နှစ်ဖက်မြောက်၍တောက်တိတောက်တဲ့ရေစလုံးစားကျင်နာကမုံတိုင်းချုံဂလုံးနှကားပုံမချပွင့်လိုက်ပါတော့လားလို့ပြုဆိုလိုက်တာပုံ။တကားပွင့်သွားတော့မဲလုံးဝင်သွားတဲ့အခါခြေထောက်ကြားကခါကောင်းမောင်မောင်လည်းခြေလှမ်းညီညီနဲ့လိုက်ပါသွားတယ်။ အထဲရောက်တော့မဲလုံးကတကားဖက်ကိုလှည့်ပြီးတော့လက်ကြီးမြောက်ကတောက်တီးတောက်တဲရေစလုံးစားကျင်နာကမုံတိုင်းချုံဂလုံးနှကားပုံမချပိတ်လိုက်ပါတော့လားလို့ရွဆိုပြန်နေတကားကြီးပြန်ပိတ်သွားတာပေါ့ခါကုံမောင်မဟာမဲလုံးဆိုတမယကိုစိတ်ထဲကလိုက်ကျင်နေတယ်တို့ဖြေဟာမဲလုံးဟာအတွင်းဘက်ကိုရုတ်တရက်ပြန်လှည့်၍ချိန်လန်းလိုက်တဲ့အခါသူ့ရဲ့ခြေထောက်တွေကခါကုံမောင်မောင်ကိုကန့်လန့်ကြီးခံနေသလိုဖြစ်သွားတယ် မဲလုံးဟာကျမ်းမော်ကိုလေးဘက်ထောက်ကြီးခလုတ်တိုက်လဲသွားတာပုံဟဲ့ပလုတ်တုတ်တုတ်ချမ်းပါဗလိပဲခါကောင်းမှမောင်ကအော်မီအော်ယာအော်မီလိုက်တယ်ဟဲ့စိတ်ကလေးလိုက်လာတာကိုအတော်ပဲမနှက်ဖြန်ကတော့ပဲနဲ့ချက်စားအောင်ပါပဲမီးတိုင်သွားယူအောင်မင်းအတွင်ထဲမှာမဲမောင်နေတယ်မဲလုံးကလူလဲထပြီးတော့သွားတယ်ခါကောင်းမှမောင်ကအမောင်ထဲမှာရှောက်ဆဲပြီးပုံးစီရနေရရှာတယ် ဖုန်တွေတက်နေတဲ့တက်သားစပွဲကလထိုင်ကြီးတွေရှိတယ်။မရောက်ဘူးတဲ့နေရာဖြစ်တာကြောင့်ဖဲနေရာမှာပုံရမှန်းမသိ။ထိုခဏမှာပဲမီးအောင်ထွက်ပေါ်လာတဲ့ခန့်လန်းလန်းလေကားစီမှာပါ။လေကားကရှေပိုင်းဝိုင်းဝိုင်းပုံစံရှိရဲ့ရဲတိုက်ကြီးရဲ့လေကားဖြစ်ပြီးတော့ကြောင်အိမ်လေကားလိုရစ်ပက်ပြီးတော့တက်ရတယ်။ဒါကြောင့်လူမရောက်ခင်အလင်းရောင်ကနေရန်ကိုရိုက်ပြီးတော့အရင်ရောက်လာတယ်။ခါကောင်းဝမ်မောင်ကချက်ချင်းပဲနေရန်မော်ကစင်တစ်ခုကိုတွေ့သွားတယ်။စင်မော်မှာတတကြီးတလုံးရှိတယ်။ သူကကိုဟပဲ့နေတဲ့နယံကိုကုတ်ချစ်ကျွဲတက်ခါစင်မော်ကတစ်တာလေးကိုဝင်နေလိုက်တယ်။တစ်တာရဲ့အဖုံကကျိုးပဲ့ပောက်ပြင်းနေတော့လဲအောက်ကကြည့်ရင်မမြင်နိုင်ပါ။မဲလုံးကစိတ်ကိုရှာနေတာကြောင့်ဇပွဲကလက်ထိုင်နေအောင်မသာရှာတယ်။စင်မော်ကိုတစ်ချက်မှမျက်ဆောင်ထုတ်မကြည့်ပါ။တဲဆဲမာလားစိတ်ပဲရောက်တော့မှမသိဘူး။အေးလေမနှက်ကြမှာပဲရှာတော့မယ်။မော်စရာမဲလုံးကလက်လျှော့ပြီးတော့ပြန်တက်သွားတယ်။ခါကုန်းမောင်ကထုံညမှာတော့ထမင်းတော်မစားရပါ။ တို့ရရင်နင်းတွေးတွေးတွေးနဲ့ကောင်းကောင်းတော့အိတ်လိုက်ရတယ်။မနက်လင်းတဲ့အခါစမန်ဆရာမင်းလုံးဟာမဲယူပရက်ထားတဲ့အထယ်ရေကြောင့်လောဘဇောတိုက်ပြီးတော့စိတ်ကိုပင်သတိမရတော့ဘဲထွက်ခွာသွားတာပုံ။မဲယူပရက်တဲ့အဝိအထယ်ရေကလက်ရမြောက်လာတာကြောင့်မင်းကြီးမင်းသားတွေလုံစွာသဘောချနှစ်ကြိုက်ကြတယ်။မနေကမေယူပဟာစိတ်ပြက်ပြက်နဲ့မထိုးတော့ပါဘူးဆိုပြီးရကန်းကိုသားပိုးရက်ကအဝိတွေများစွာရရည်။ဒါကြောင့်လောဘကြီးရဲ့မေလုံးဟာစိတ်ကိုမေ့ပြီးတော့ခရိုက်ကရဲ့ထွက်ကွာသွားတာပေါ့။ မော်ဆရာမင်းလုံးထွက်သွားလို့တော်တော်ကြာမှခါကုံမောင်မောင်ကတတားတွေကနေထွက်လာခဲ့တယ်။သူကနိုင်ဟန်ကိုကပ်ပြီးတော့လှိမ့်ပတ်တက်နေတဲ့ကြောင်လီကကြီးကိုအစင်တိုင်းတက်ခဲ့ရနောက်ဆုံးအပေါဆုံးတက်ကိုရောက်လာတယ်။သူရဲ့ဝမ်ပိုက်ကအလွန်မင်းစားလောင်နေပြီ။ဒါကြောင့်အပေါဆုံးခန်းထဲကမိန်းကလေးနဲ့တွေ့ရင်ထမင်းတောင်းစားမယ်လို့စိတ်ထဲကခဲထားခဲ့တယ်။မယ်ယူပါကခါကုံမောင်မောင်ကိုတွေ့တဲ့အခါအလွန်အံ့ဩသွားတယ်။ဟင်ရှင်းမသိဘူးနော်။ထမင်းစားတယ်ဗျာ။ ရှင်ဝင်လာတာတွေးလိုက်ပြီးတော့ပြန်ထွက်သွားတာမတွေ့တော့တေပြီးမှတ်တာကိုမတေလို့ထမင်းစားတာပေါ့ဗျာတေမှတော့ဘိုက်ပေါ်ကထမင်းထုတ်တောင်းဖိမစားနိုင်ဘူးရှင်မောင်ဆရာကြီးမဲလုံးနဲ့မတွေ့ရဘူးလားမဲလုံးလားဂဲလုံးလားတော့မသိဘူးအဝတ်ကြီးဖိုသည်ပတ်တီနဲ့လူကြီးတယောက်တွေ့လို့တကားပွင့်နဲ့ပိတ်တဲ့ကဗျာကိုတော့ရလိုက်သေးရဲ့အဲ့ဒါကဗျာမဟုတ်ဘူးသူ့ရဲ့လှုပ်ဝက်ခါတာရှင်ခါတာကလည်းခလေးစာပဲကြာနေရပဲကျောင်းမှာသွားယူရင်စုရကျင်အောင်ရမယ် ဲ့ဒါသူ့ခါတာပဲသူကကျမရှိနေမရွတ်ဘူးတခြားလူတည်သွားမှာဆိုလို့ကျမကတော့သူကလူမမထင်ပဲစိတ်ထင်သွားတာကိုဟင်သူတလားမျက်စိမမုံပါဘူးလူနဲ့စိတ်နဲ့တော့ခွဲခြားသိပါရဲ့ဟာဗျာခမင်းစားရဲခမင်းရှိရင်ကြွေးပါမေယူပါကတဖက်အခန်းထဲမှာမဲလုံးပြင်ထားခဲ့တဲ့ခမင်းပွဲကိုကြွေးမွေးလိုက်တယ်သမင်းစားပြီးရဲ့ခါမေယူပါကသူ့ရဲ့စိတ်ဒုက္ခကို ပြောပြတယ်။ခါကုန်းမောင်မောင်ကမေယူပါကိုတနာတော်တာပုံ ဖြစ်မှဖြစ်ရလေဗျာခမည်းကိုကျွန်တော်ကူညီမယ်တိုင်းပြည်ရဲ့အနှံ့သွားပြီးရွှေရောင်စပင်နဲ့မင်းသားကိုရှာပြီးခေါ်ခဲ့မယ်ကျေးဇူးတင်လိုက်တာရှင်ခါကုံမမောင်ကသူ့ရထားတဲ့ခါရနဲ့ရဲတဲ့တီတဲကထွက်ခဲ့ပြီးတကားကိုပြန်ဖိတ်ထားခဲ့တာမန်လူဆိုရင်မင်းလုံးကလိုက်လံဒုက္ခပေးမှဆိုရာကြောင့်မင်းယူပါလိုက်မလာဝန်ပါဘူးဒီလိုနဲ့ခါကုံမမောင်လည်းခရီးဆက်ခဲ့ရတာပေါ့ သူတစ်ပါးရဲ့ဒုက္ခကလွတ်ရလွတ်ကြောင်းကိုညီရတာကိုပျော်ရွှင်နေရကြောင်းပင်မနဲ့လို့မထင်ပါသူတစ်ပါးစီချမ်းသာလျင်သူလဲစိတ်ပျော်ရွှင်ပါ रे ပုံတဏ္ဍာကကြည်ရွေးမကောင်းသလောက်စိတ်ထားကတာမန်လူတို့ထက်လှပ်ပါတဲ့ခါကုန်းမမောင်မဲဖြစ်ပါ रे နေပြည်တော်တစ်ခုကိုရောက်တော့မြို့တကြီးတကားကိုခောက်လိုက်တဲ့နှက်ခမ်းမွေးကားကားနဲ့တကယ်မူကြီးကတကားကိုဖင်ကြည့်ပြီးဟဲ့ဘယ်သူမှမရှိပါလားဆိုပြီးတော့ပြန်ပေးလိုက်တဲ့ဖွင့်ပါဗျကျွန်တော်ရှိပါတယ်တကားပြန်ပွင့်လာတဲ့ တကံမူကသူ့ရဲ့တဲ့တဲ့အဝေးကြီးကိုမျောကြည့်လိုက်တယ်။ဘယ်စကြဝဠာတိုင်းကပြောနေတဲ့စကားလဲကွာ။ခမည်းခါနာကပြောနေတာပါဗျာ။ဒီရောမှ တကံမူကငုံကြည့်တယ်။ဟာမင်းကဘာကိစ္စငါ့ချက်ကိုငုံကြည့်နေရတာလဲ။မင်းဟာချက်တွေကြည့်ရတာတော်တော်ဝါသနာပါတယ်ထင်တယ်။ကျွန်တော်အမေမွေးခဲ့ကဒီလိုပုံကြကြမွေးလာတာပါ။ခမည်းတို့သာပုံမကြပန်းမကြဂလန်ဂလာကြီးဖြစ်နေတာ။ဒါထက်ဒါဟာတိုင်းမီမဟုတ်လား။ဟုတ်တယ်။ ဒါဖြင့်ရှင်မရင်ရှိမှာပေါ့ရှိရပေါ့ကွာမင်းရှုံတိုင်းမီမှတ်လို့လားမင်းမဲ့တိုင်းမီလို့ပြောပါဗျဟေးရှုံနာနဲ့မဲ့တာတူတူပဲကွာထားလိုက်ပါတော့မင်းခွက်တိုင်းမီမဟုတ်ရင်မင်းမဲ့တိုင်းမီလို့ပြောပါကွာမဲ့လိုက်မှာတော့ခမည်းမနာကြီးခွက်သွားမှာပေါ့ကဲပါလေရှင်မရင်ရှိရင်မင်းသားလည်းရှိနိုင်တာပေါ့ရှိရပေါ့ကွာအဲ့ဒါဘာဖြစ်မင်းသားရဲ့ကောင်းမှာသပင်ရှိရမယ် ဟဲ့ကောင်ခေါင်းမဲကွာသပင်းရှိတာပေါ့ခြေတလုံးမှာတော့သပင်းရှိသေးတာပဲခြေတလုံးကြတော့သပင်းမခေါ်ပါဘူးခြေတလုံးမွေးလို့ပညာရှိတွေခေါ်ကြတယ်ဒါရီထားပါတော့မင်းသားရဲ့သပင်းကရွှေရောင်ကလေးတွေမဟုတ်လားဟဲ့ကောင်မင်းပြောင်းမှုဝယ်မယ်လို့စိတ်ကူးနေသလားကွာသပင်းမဲရွှေရောင်ရှိပါမလားတို့မင်းသားကသူ့လုံးကလို့သပင်းမဲမဲပါပဲကွာဒီကလူနဲ့ပြောင်းမှုမှားနေတာပဲတကယ်မူကြီးကတကားကိုပြန်ပိတ်လိုက်တယ် ခါကောက်မှမောင်းလဲဆက်ထွက်လာခဲ့တယ်။တိုင်းမိတပီးကိုရောက်ခဲ့ပြန်တော့ဒုံးစံအတိုင်းပဲတကယ်မူးကြီးနဲ့တွေ့ရပြန်တာပုံ။ခမရတော့ရှင်မင်းမမင်းသားရှိလား။ရှိတယ်။အဲ့ဒါမင်းနဲ့ဘာကိစ္စရှိလို့တော့။သူ့မှာသမင်ရှိရမယ်။မရှိဘူးဟဲ့။ဒေါ်မင်းသားကထိတ်ပြောင်မင်းသားကွာ။မွေးကလေးကသမင်တချောင်းမှမပေါဘူး။อืมသပင်ညခတက်တာတော့ပေါ့လေစီဖို့လည်းမကုန်ဘူးကံကောင်းရင်ကတုံးစက်လိုက်တောင်ဖြစ်နိုင်သေးတယ် ဒါပေမဲ့ကျုပ်အတွက်တော့အသုံးမတည်ပါဘူးကျုပ်မဝင်တော့ဘူးသွားတော့မယ်အောင်မမင်းဝင်ခြင်းလို့ကောရမတယ်လားဒိုမင်းသားကဘဲဟူခေါင်းနဲ့မို့ဘသူ့ကိုမှအတွေ့မခံတာမင်းကဘာကောင်မို့တွေ့နိုင်မှာလဲခမရကျုပ်တက်တဲ့အသက်ကိုမသိသေးလို့အထင်သေးတာပေါ့လေမင်းကဘာတက်လဲသမင်းစာတက်တယ်ဗျတကယ်မူကြီးကတကားကိုစောင်းကြီးအောင်ကြီးပြန်ပိတ်လိုက်တယ်ခါကုတ်မောင်မောင်လေးဆက်ထွက်လာခဲ့ပြန်နေတိုင်းပြီးတပီကိုရောက်တော့မြို့တကားကိုခောက်ရပြန်တာပေါ့ တကားပွင့်ပြီးတော့တကယ်မူးကြီးနဲ့တွေ့ရတယ်။ခါကုံမောင်မောင်ဟာတော်တော်ပဲစိတ်ပြတ်သွားတယ်။တကယ်မူးကြီးဟာသပင်တစ်ချောင်းမှမရှိထိတ်ပြောင်နေတယ်။အုတ်ထုတ်ချွတ်ပြီးတော့ချွေးသုံးစင်းမှတွေ့လိုက်ရတာပေါ့။အင်းပုံကတော့စိတ်တက်ကြခြင်းစရာပဲပြောင်းလို့မင်းကဘာပြောတာလဲ။ဘဲဟိုအဲ့လေဟိုဟာပါဒီတိုင်းမိမှာဟိုဟာရှိသလား။တပုံကြီးပေါ့ကွာခမရဘာနာနယ်လို့လဲ။ချဟင်းကားကြီးကိုပြောတာမဟုတ်ဘူးလား။ ကျဟင်းကားကြီးကိုဒိုတိုင်းမီကတချို့လူတွေကဟိုဟာလို့ခေါ်တယ်။ငါလည်းဒီလိုခေါ်တာပဲ။ဘိုးတွေထစ်တယ်နဲ့ကိုငါတို့ကပြောင်ချောနေမှကြိုက်တာ။ဒါထက်ခမရတို့တိုင်းမီမှာရွှေရောင်စပင်းနဲ့မင်းသားရှိသလား။မင်းရွှေဝါမင်းရွှေဝါရှိရပါဘောကွာ။ဒီမင်းသားကထူးထူးခြားခြားရွှေဝါရောင်စပင်းနဲ့ကွာ။ကျဟင်းကားကြီးနဲ့မတူပေမဲ့သူကတော့လှတဲ့ကွာ။သူနဲ့တွေ့ကြလို့ဘယ်ရမလဲ။ တလောကမင်းသားလေးဟာခရီးထွက်ပြီးတော့ပြန်လာတာဘာဖြစ်တယ်လဲမသိဘူးတမိုင်မိုင်တထွေထွေနဲ့ဘသူ့ကိုမှစကားမပြောဘူးဒီတော့မင်းမတွေ့နိုင်ဘူးကွာခါကောင်းမမဟာရုတ်တရက်တကံမူကြီးရဲ့ပေါင်ကြားကလျှို့ရဝင်ပြေးသွားတယ်တကံမူကြီးလည်းစစ်တီတွေကိုအမိန်ပေးလိုက်ရာစစ်တီတော်တွေဟာခါကောင်းမမောင်ရဲ့နောက်ကိုစုယုံလိုက်ကြတာပေါ့ထို့တော့မလွယ်ကူလှပါဘူးခါကောင်းမမောင်ကရှေ့ကိုခြံစည်းရိုးကနေလျင်ခွေးထုတ်ပေါက်ကဝင်ပြေးတယ် စစ်တီတော်တွေဟာကြော်တက်သူကကြော်တက်ရပြီးပတ်လိုက်သူကပတ်လိုက်ရတယ်။ဒါကြောင့်ခဏခဏမျက်ခြေပြတ်သွားကြတယ်။ဒီလိုနဲ့ခါကုံမမောင်ဟာနန်းတော်ကိုရောက်လာခဲ့တယ်။နန်းတော်မှလည်းအပေါင်းဆောင်ကိုစကားပြောမလို့လို့နဲ့ပေါင်ကြားကဝင်ပြေးပြန်ရာစစ်တီတော်တွေအလုရှုပ်ကြရပြန်တယ်။လာရမရွေးဇပွဲအားခုံအောက်ပြေးဖြတ်တဲ့စစ်တီတော်တွေကပတ်လိုက်သူကလိုက်ကြော်တက်သူကကြော်တက်ကြရာဇပွဲကုန်တွေကြိုးကြပြီးအချို့စစ်တီတော်တွေစမ်းမြင်ပေါ်ပို့လို့ပတ်လက်လန်းကုန်ကြတယ်။ နောက်ဆုံးမှာတော့ခါကုန်းမမဟာအခန်းတစ်ခုထဲမှာရွှေရောင်စပင်နဲ့မှိုင်းတွေ့နေတဲ့မင်းရွှေဝါမင်းသားလေးကိုတွေ့လိုက်ရတာပုံဟိုတောဆန်နာကရဲတဲ့ကြီးတစ်ခုထိပ်ဖြားကမင်းရွှေပရကန်ရက်နေတယ်လေခါကုန်းမမကအဲ့ဒီလိုပြောလိုက်တာနဲ့တပြိုင်နက်မင်းသားလေးကမျက်နှာတွေကြည်လင်သွားပြီးချက်ချင်းမော်ကြည့်တယ်အကျိုးအကြောင်းပြောဖို့တောင်းပန်နေထိုအခါခါကုန်းမမကမဲယူပါလေးခံစားနေရတဲ့ဒုက္ခကိုပြောပြတယ် အချောင်းဆောင်တီးရတဲ့အခါမင်းသားလေးကစစ်တီတော်တွေနဲ့အတူခရီးထွက်ပိုစီမံတော်တွေကျွန်တော်ကတော့ထမင်းကြွေးပါအောင်လေမင်းရွှေဝါမင်းသားလေးကတတိယပြီးတော့ထမင်းကြွေးရသေးတယ်။များမကြခင်မှာပဲမင်းရွှေဝါမင်းသားလေးဟာခါကုန်းမမောင်ကိုပါခေါ်ပြီးစစ်တီတော်တွေနဲ့အတူရဲရဲကြီးစီကိုခြစ်တက်လာခဲ့တယ်။အပေါ်ကမဲယူပါလေးကတော့အတိုင်းမတီဝမ်းသာပြီးအခန်းမောက်ကိုသာမျှော်ကြည့်နေရပုံ။ထို့သောဘသူမှရောက်မလာခဲ့။အောက်တကားဝါမှာလူတွေစုရနေတယ်။ ဲကိုခါကောင်းမမောင်ဖွင့်လေခါကောင်းမမောင်ကလက်နှစ်ဖက်ကိုဟန်ပါပါနဲ့မြှောက်ချလိုက်တယ်အိမ်မြောင်ချဘိုးရေတကောင်စားချင်တာကမုံစိမ်းမမိချောင်းရက်တဲ့ပုံမတွေ့ပွင့်လိုက်ပါတော့ဟိတကယ်ရွက်ကတုတ်တုံးမှမလို့ခါကောင်းမမောင်ခေါင်းကြည့်လာတယ်သူဟာမူလကာရာကိုမေ့သွားပြီ မုံကိုတရိယာရင်ဂါရာကိုတရိယာမှာပဲလောက်ကြပါအောင်မြို့မုံနေနမယ်ရှောက်ပြောကြစမ်းမမြင်းမြင်းမြင်းစစ်တီတော်တွေကတယောက်တပောက်ပြောကြတယ် မုံပြားတလက် မုံလင်မယာမုံစီကျော်မုံကြကွက်ဆက်တဖူးမုံတိုရှေမုံတိုင်းချုံအဲဟုတ်ပြီဂါရမန်ကိုတတိယပြီတောက်တီးတောက်တဲ့ရေစလုံးစားကျင်နာကမုံတိုင်းချုံဂလုံးနဂါပုံမချပွင့်လိုက်ပါတော့လားတကားကြီးပွင့်သွားပြီအပေါ်ထက်ကမျောနေတဲ့မဲယူပါကလေးနဲ့မင်းရွှေဝါတို့ပျော်ရွှင်စွာနဲ့တွေ့ရတယ်မင်းရွှေဝါဟာမဲယူပါကလေးကိုတမ်းမီကိုခေါ်ဆောင်သွားတယ်ညနေနေဝင်ကြီးတရောချိန်မှာတော့မော်စရာကြီးမဲလုံးပြန်ရောက်လာတာပေါ့ သူရောက်လာတဲ့အခါမယ်ယူပါလေးကိုမတွေ့ရကြအောင် အဝတ်တွေမရတော့ဘူးဆိုတော့လောဘဇောတိုက်ပြီးပြာကြီးပြာရနဲ့ရှာပွေးရင်ရဲလိုက်ပူပေါ်ကနေပြုတ်ကြပြီးတေဆုံသွားခဲ့တယ်။အလာမယ်ယူပါကလေးကတော့မင်းရွှေဝါးနဲ့တူလက်ထက်ထိများပြီးပျော်ရွှင်စွာနဲ့နေရတာပေါ့။သူ့ထက်ပိုပြီးတော့ပျော်ရွှင်ရတဲ့သူကတော့စိတ်ကောင်းရှိတဲ့ခါကုန်းမောင်မောင်ပါပဲ။နန်းတော်ကြီးထဲမှာမင်းသားလေးရဲ့လက်ဆွဲတော်အဖြစ်နေရတာကြောင့်ဗိုက်စာတိုင်းစားတော့နေရတာကြောင့်ပါပဲ။ သို့သောသူဟာမုံတိုင်းချုံကိုမကြိုက်တာကြောင့်တကားပွင့်တဲ့ဂါရာကလေးကိုတော့လုံးဝမေ့သွားပါတော့တဲ့ကွယ်။ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။